မနက်ရှင်မြတ်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွန်ဝေပါ18ရက်3လ2025ရက်နေ့ရက်တရင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ဒါလက်ရှိဒီဘောကနေပြီးတော့ဒါအမန်နေဒီအေကိုကန်တောင်းကျန်းသူဖွဲ့ရတော့ဒါပြန်လဲဆုတ်ခွာနေပါပြီနော်ပြန်လဲဆုတ်ခွာနေပါပြီဘာလို့ပြန်လဲဆုတ်ခွာတာလဲဆိုလို့ရှင်တော့နော်ဒါနဲ့ဆက်ဆက်ပြီးတော့နောက်ချိုးအကြောင်းလေးပါပြောပြမှာပါနော်နောက်ချိုးအကြောင်းလေးပါပြောပြမယ်အဲ့တော့လက်ရှိကိုကန်နေအနေနဲ့ပြန်ဆုတ်ပေးမယ်မဆုတ်ပေးဘူးဆိုတာကတက္ကနာထား လက်ရှိအနေထားမှာတော့ဒါဒီဘောကနေပြီးတော့ကိုကန့်နေအနေနဲ့ဒါပြန်နေဆုတ်ခွာသွားပါပြီเนาะသူတို့ရဲ့ဒါအခြေပြုမဲ့နေရာကတော့လက်ရှိဒါလာရှုံးမှာအခြေပြုတယ်ဒါပြီးရင်ဟိုဘက်ကိုဆက်ထွက်ခွာမယ်လို့ပြောတယ်เนาะဒါတက်နေသူတို့နဲ့ညှိနှိုင်းထားမှုမှာတော့ဒါ6လပိုင်း10ရက်နေ့ကနောက်ဆုံးနေ့ပါเนาะ6လပိုင်း10ရက်နေ့ကနောက်ဆုံးနေ့ပါအဲ့တော့အဲ့နေ့ရောက်လို့ရှင်တော့တက်ကဘာလုပ်မလဲသူတို့ကဘာလုပ်မလဲဆိုတော့အဖြေတွေကိုကျွန်တော်တို့စောင့်ကြည့်ကြမယ်เนาะလက်တလောတော့ဒါစက်သုံးပိုင်းနေကိစ္စနဲ့ပတ်သက်ပြီးကြရောပြီးလို့ရှင်ဒါ ပြန်လဲဆုတ်ခွာလာမဆုတ်ခွာလာဆိုတာကိုဒါတရုတ်ကနော်ဒီလေးကောင်နော်လေးကောင်ခေါ်တွေ့တယ်နော်ခေါ်တွေ့တယ်ခေါ်တွေ့ပြီးတော့ဒါပြန်လာတဲ့အချိန်မှာတော့ဒါတီဘောကနေပြီးတော့ကိုကန်နေပြန်လဲဆုတ်ခွာနေပါပြီတက်ကလည်းရာသတံပေးပြီးသားပါနော်ရာသတံပေးပြီးသားပါအဲ့ဒါဆက်ဆက်ပြီးကျွန်တော်ပြောရလို့ရှိရင်ဒါမနေ့က16ရက်3လ2025ရက်နေ့ကဒါတက်မတော်ကနောင်ချူကိုလေးချောင်းဖြင့်ဘုံကျဲတက်ခတ်ရှင်းနေတယ်နော်လေးချောင်းနဲ့ဒါဘုံကျဲတက်ခတ်ရှင်းနေတယ် ဒါမြစ်ခဲတဲ့ခဲရန်ကတော့ဒါပေါင်250တန်ဘုံသီးလို့ကျွန်တော်တို့သိရတယ်နော်အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးတော့ဒါပြည်ဖြတ်ဝေယံပြေးနော်ပြည်ဖြတ်ဝေယံပြေးဇာရဒတ်နော်မုဆုမသာသမီတွေကတော့ဘာတွေပြောလဲဆိုလို့ရှိရင်ဒါတမတော်အနေနဲ့ပေါ့နော်သူတို့ခေါ်တဲ့အကြံပတ်ပေါ့ဗျာနော်အကြံပတ်စတဲ့အနေနဲ့ဒါတိုက်ပွဲမဖြစ်တဲ့နေရာကိုလေချောင်းနဲ့ဘုံကျဲတက်ခတ်ရှင်းလင်းခဲ့တယ်တဲ့နော်ဘုံကျဲတက်ခတ်ရှင်းလင်းတဲ့အချိန်မှာဒါတန်ဃာတော်6ပါအပါဝင်ဒါတီးသူ၃ဦးဘောင်း၉ဦး သိဆုံးခဲ့တယ်လို့ဒါသူတို့ကတော့ကျင်ညာတယ်။အဲ့ဒါဆိုရင်ဒါတရားလင်းနေနဲ့မသိဘူးလား။တရားလင်းနေနဲ့မသိဘူးလားကျွန်တော်တခုမေးမယ်။နော်တရားလင်းနေနဲ့မသိဘူးလား။အဲ့တော့တက်ကသိကြပါတယ်။နော်တက်ကဒီနေရာကိုဘုံကျဲပြီဆိုကြတဲ့ကအဲ့နေရာမှာဒါရန်သူခိုးအောင်ရနေရာဖြစ်လို့မို့တက်ကဘုံကျဲတာပါ။အကြောင်းမဲ့တော့သွားပြီးဘုံမကျဲဘူး။နော်အကြောင်းမဲ့တော့ဖင်ရားပြီးတော့တက်မတော်ကလေးရင်စီကုံခံကြီကုံခံပြီးတော့တော့သွားမကျဲဘူး။သိကြတယ်အဲ့ဒါတော့နော်ဒါတရားလင်းနဲ့ဒါအကြံပတ်ပရက်ဒီခိုးအောင်နေလို့ဒါတက်နေနဲ့ဘုံသွားကျဲတာပါ။နော်အဲ့တော့ ျွန်တော်တို့အကြံပြင်းသိရတဲ့လောက်ကတော့ဒါတရလီအကြံပတ်အဖွဲ့ကဒါ9ဦးတန်ရရတယ်ဒါအကြံပတ် PDF က4ဦးတန်ရရတယ်စုစုပေါင်းဒါသူတို့ပြောတဲ့9ဦးတော့ပါဝင်18ဦးနော်18ဦးမှာ9ဦးသေးတယ်9ဦးတန်ရရပါတယ်နော်9ဦးတန်ရရပါတယ်ပြစ်ခဲ့တဲ့ခရံကတော့4လုံးကျစ်ခဲ့တာပါနော်4လုံး2ကြိမ်တိုင်းတိုင်းတက်ပြီးကျစ်တာပါအဲ့တော့သူတို့အနေနဲ့ပြောတဲ့ဗာလဲဒါတိုက်ပွဲမဖြစ်တဲ့နေရာဆိုတော့ဒါသူတို့လောက်တုံးကရော နောင်ချုံမျိုးကိုသူတို့တက်ပြီးတိုက်တဲ့အချိန်ကောတိုက်ပွဲဖြစ်နေရတာโอเคကျွန်တော်ပြောတဲ့အထက်မှာနှစ်ဖက်မျှတွေးနှစ်ဖက်မျှတွေးနော်မျိုးလုံးဆိုတာတစ်ဖက်တည်းမကြည့်နဲ့နော်တစ်ဖက်တည်းမကန်းနဲ့နှစ်ဖက်ကန်းမယ်ဆိုလဲနှစ်ဖက်လုံးကန်းညင်မယ်ဆိုလဲနှစ်ဖက်လုံးညင်သူတို့နောင်ချုံကိုဝင်တိုက်တဲ့အချိန်ကဘာတိုက်ပွဲမှမရှိဘူးနော်ဘာတိုက်ပွဲမှမရှိဘူးဒါပေမဲ့သူတို့ဝင်တိုက်တယ်အခုတက်ကလေချောင်းနဲ့ဘုံကျဲတက်ခဲ့တဲ့အချိန်ကျော်မှဘာလဲဟိုတိုက်ပွဲမဖြစ်တဲ့နေရာဆိုတော့စဉ်းစားကြည့်ပေါ့ဗျာပြီးလို့ရှိရင်တက်ကရာဇသံပေးပြီးသားဖြစ်တယ် တက်ကရာသံပေးပြီးသားနော်တရားဝင်အမိန့်တွေထုတ်ထားပြီးသားဘလို့တရားဝင်အမိန့်လဲဆိုတာကျွန်တော်မြို့ရပြည်သူတွေသိတယ်နော်အဲအကျမ်းပတ်တွေလည်းသိတယ်ဘာလဲဆိုလို့ရှိရင်ဒါရန်သူနော်အကျမ်းပတ်တောင်းကျမ်းသူတွေဒါယာယီထိန်းချုပ်ထားတဲ့နေရာဒေသတွေကနေပြီးတော့ဒါအမြန်ဆုံးပြန်လဲထွက်ခွာပေးနော်မသက်ဆိုင်လို့ရှိရင်အမြန်ဆုံးပြန်လဲထွက်ခွာပြီးတော့ရှောင်ရှားတဲ့နေရာမှာရှောင်ရှားပါလို့နော်နိုင်ငံတော်ကတရားဝင်စာထုတ်ထားပြီးသားဖြစ်တဲ့အတွက်ဒါရန်သူအကျမ်းပတ်တွေဒါထိန်းချုပ်ထားတဲ့ယာယီထိန်းချုပ်ထားတဲ့နေရာမှန်သမျှတက်ကဘုံကျဲတက်ခိုက်ရှင်းလင်းပါပဲဒါဝ သူတိုက်ပွဲမဖြစ်တဲ့နေရာကြီးပါပြောမနေနဲ့နော်တောင်ခမ်းပြီးရင်ကြောင်မဲလာမယ်လို့ပြောပြီးသားတက်ကနော်ကြောင်မဲဟို sorry ကြောင်မဲတော့ဖြစ်သွားသေးတယ်တောင်ခမ်းပြီးလို့ရှိရင်နောင်ချူလာမယ်နောင်ချူပြီးရင်တိဘောလာမယ်တိဘောပြီးရင်ကြောင်မဲလာမယ်ကြောင်မဲပြီးရင်မိုးကုတ်ကိုလာမယ်နော်အဲ့တော့တစ်ဆက်တည်းတစ်ဆက်တည်းကြီးသွားမှာဖြစ်တဲ့အတွက်ဒါတရလီထိန်းချုပ်ထားတဲ့ဟိုယာယီထိန်းချုပ်ထားဟိုယာယီထိန်းချုပ်ထားတဲ့နော်ဒေတာခံပြည်သူတွေအနေနဲ့ဒါကိုယ့်အကူဆောင်ရှားပါ ကွက်ကိုဆောင်ရှားပါတက်နေနေတော့သူဘယ်ချိန်ကျဲပါမယ်ဘယ်ချိန်ကျဲပါမယ်ဆိုပြီးတော့ဘယ်သူမှဘယ်ဟိုမှလက်နက်ကင်မှမကြည့်ညာပါဘူးเนาะသူကျဲခြင်းတဲ့ချိန်တက်ကျဲပါပဲเนาะကျဲခြင်းတဲ့ချိန်တက်ကျဲမယ်အဲ့တော့ဆောင်ရှားထားဖို့တော့အထူးသတိပြုမှဗျာတယ်เนาะနောက်တစ်ချက်ပေါ့နောက်တစ်ချက်ကတော့เนาะနေပြည်တော်နဲ့လာရှိုးနဲ့ကဟိုဟိုအစိုးတော်တကောင်ပြားเนาะဟိုမရောက်ဒီမရောက်เนาะတရှင်းဆိုလို့ရှိရင်ရန်ဖြစ်တာလားအတင်းပြောတာလားတရှင်းဆိုနေလားမသိတဲ့ကောင်အဲ့ကောင်နာမည်ဘယ်သူလဲဟိုဆိုင်းဆိုင်ခန့်နိုင်ဆိုင်းဆိုင်ခန့်နိုင်เนาะ ဆန်းဆန်းခန့်လိုက်တခြင်းလိုပဲနော်ဆန်းဆန်းခန့်လိုက်တခြင်းလိုပဲမင်းဆိုတာငါဆိုတာပူမိုက်တယ်ဟဲ့ငါဆိုတာပူမိုက်တယ်ဆိုတော့အဲ့လိုဖြစ်နေတယ်အဲ့လိုဖြစ်နေတယ်နော်ဘာလို့လဲဆိုတော့နေပြီးတော့ကလည်းပွဲတွေကိုလုံးဝတနည်းတမျိုးမယိုးအောင်တနည်းတမျိုးမယိုးအောင်ပွဲတွေတောက်လျှောက်လုပ်တယ်နော်ကိုကန့်လည်းအားကြမခံငါတို့လည်းမင်းတို့လိုပဲလုတ်ပြနိုင်တယ်ဆိုပြီးတော့အဲ့မှာ live show မှာလောင်းကစားယူနေနော်ပွဲတွေတောက်လျှောက်ပဲလုပ်နေရပဲနော်အဲ့တော့မင်းဆိုတာငါဆိုတာပူမိုက်တယ်ပေါ့ဗျာနော်ဒါပေမဲ့ live show မှာတော့ဒါလောင်းကစားယူနေအများကြီး များလာတယ်ပြီးလို့ရှိရင်ဒါဘီတွေများပြများလာတယ်ပြီးရင်မူရစ်စေဝါတွေများပြများလာပါတယ်များလာပါတယ်ဒါတော့ရတုထိ ंछ ုပ်ဟိုအကြံပတ်တွေထိ ंछ ုပ်ထားတဲ့နေရာတွေမှန်သမျှတော့ဒီလိုပဲသွားတာပါပဲเนาะဒါပေမဲ့ဟိုကောင်ဟိုမရောက်ဒီမရောက်ကောင်ဆန်းဆန်းခန့်နိုင်လို့ပဲเนาะမင်းဆိုတာငါ့ဆိုတာပူမိုက်တယ်ဖြစ်နေတယ်ပူမိုက်တယ်ဖြစ်နေတယ်အဲ့တော့ကိုယ့်အကူလည်းဆင်ကျင်ကြအောင်เนาะဒါတော့တစ်ချက်နောက်တစ်ချက်ကတော့ဒါတမတော်သားတွေကိုပေးထားတဲ့ရိတ်ခါစုံငင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်เนาะအဲ့တော့ မုံရင်လည်းမုံလိုက်မယ်ချစ်ရင်လည်းချစ်လိုက်မယ်နော်အဲ့တော့ချစ်ချစ်မုံမုံတက်မတော်ကိုတကယ်ထောက်ခံတဲ့သူနဲ့နော်တက်မတော်ကိုဘုံမတဲ့သူနဲ့မတူဘူးဗျနော်မတူအဲ့တော့တချို့ကပြောကြတယ်မင်းကိုတက်မတော်ရဲ့ဘုံမဘုံမဆိုတော့ဘုံမမဟုတ်ဘူးနော်အဲ့တော့တက်မတော်ကိုချစ်လို့နော်နိုင်ငံတော်ကိုချစ်လို့ကျွန်တော်ကဘုံမမဘူးနော်ကျွန်တော်တို့နော်ပြီးရကိုကိုသောဖုံးဟင်းတို့နော်ကိုကျော်မျိုးမင်းတို့ကိုကျော်စိုးဦးတို့ပြီးလို့ရှိရင်ကိုပိုင်ရဲဟိုရဲကိုနော်ကိုပိုင်ရဲကိုဒါပြီးရင်တက်မတော်ကိုထောက်ခံနေတဲ့သူအားလုံးကဘုံမလာမဟုတ်ဘူး ဝမ်းမာတာမဟုတ်ဘူးတက်မတော်ကိုချစ်လို့နော်မှားရင်လဲထောက်ပြရဲတယ်မှန်ရင်လဲဂုံပြူရဲတယ်အဲ့ဒါကတက်မတော်ကိုချစ်တာနော်ဘောမရဲဆိုတာကနော်ဘောမရဲဆိုတာကတက်မတော်မှားမှာမှန်မှန်နော်ဟုတ်ပါတယ်ပါဟုတ်ပါတယ်ပါဆိုပြီးတော့ဘောမနေရမှာအဲ့ဒါဘောမအစ်စ်လို့ခေါ်တာနော်အဲ့ဒါကိုလည်းကိုကိုပြပြသိဖို့လိုတယ်နော်အဲ့တော့ထားပါရေခါဆောင်ွေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်လက်ရှိဒါနိုင်ငံတော်အနေနဲ့နော်နိုင်ငံတော်အနေနဲ့ရေခါဆောင်ွေးကိုဒါတက်မတော်သားတအူးလင်း850နော်ပေးထားတယ် ညာတို့850เนี่ยအပြင်မှာဈေးထွက်ဝယ်ကြည့်ပါနော်ဈေးလေးထွက်ဝယ်ကြည့်အဲ့ဒါဆိုရင်တိလာလိမ့်မယ်နော်ဘာဖြစ်လဲဆိုတော့850เนี่ยဈေးသွားဝယ်တာနော်ကစုံရတဲ့ဈေးဘယ်လောက်လဲမေးလိုက်တာတစ်ထောင်နဲ့နော်တစ်ထောင်တစ်ထောင်တမလို့သားတီးရဲ့စာတော့250ကျော်သွားသေးတယ်နော်ကစုံရတဲ့ဈေးကိုတစ်ထောင်နဲ့အဲ့ဒါမြောင်းနေပဲမြောင်းသွားကောက်ကောက်အဲ့ကစုံရကရှိတယ်နော်ဒါပေမဲ့ဈေးထဲမှာတစ်ထောင်ရောင်းတယ်အဲ့တော့အဲ့တစ်ထောင်ရဲ့အစီကဒေါ်တူဟိုဒေါ်ကျူကျူလာရဲ့အမွှေးလောက်ပဲရှိရတယ် ဒေါ်ဂျူဂျူလာရဲ့အမွှေးလောက်ပဲရှိတာအဲ့တော့ဒေါ်ဂျူဂျူလာရဲ့အမွှေးဆိုလို့ခင်ဗျားကိုဟူတွေးဒီတွေးတွေးမိနေတယ်ကျွန်တော်ပြောတာဇပင်မွေးကိုပြောတာနော်ဇပင်မွေးကိုပြောတာသူ့ရဲ့ဇပင်စီးလာရင်အဲ့အစီးလောက်ပဲရှိရဲ့ကစွန်းရွက်ကတပီးကိုတထောင်ပေးရတယ်နော်အဲ့တော့အဲ့950နဲ့ဘလူဒီသွားစားကြမလဲခင်ဗျားတို့ပြောတယ်ဗါလဲနော်ဟိုတချို့တချို့သောဒါအကြီးပိုင်းနေနာမှာရှိတဲ့လူတွေပြောတဲ့ဇကားတစ်ခွန်းရှိတယ်နော်ဖေဝါရီလကြရင်တက်မတော်သားတွေအားလုံးကိုနိုင်ငံဝန်ထမ်းအားလုံးကိုဒါနိုင်ငံဝန်ထမ်းတွေရောမပါဘူးကြနော်ဒါတက်မတော်သားတွေပေါ့နော်တက်မတော်သားအားလုံးရိတ်ခါဆောင်ွေတိုးပေးမယ်ဆိုပြီးတော့ ဒါတန်ရောင်ဝါးလေးတွေထွက်လာတယ်တန်ရောင်ဝါးလေးတွေထွက်လာတယ်အခုဖေဝါရီလကျော်သွားခဲ့ပြီနော်ဖေဝါရီလကျော်သွားခဲ့ပြီအဲ့တော့ရေခါဆိုငွေက950နေတက်မလာဘူးခင်ဗျားတို့အဲ့950ကိုစားကြည့်ခင်ဗျားတို့ကိုယ်တိုင်ဝယ်စားကြည့်အဲ့950နဲ့ဈေးတဲသွားရဲဆောနဲ့ကျွန်တော်ပြောတဲ့ကစုံရဲ့ဈေးကြီးကိုတစ်ထောင်နော်ဒေါ်ဂျူဂျူလာရဲ့အမွှေးလောက်ပဲရှိရအမွှေးဆိုလို့ဆောနဲ့ကျွန်တော်ပြောသလိုပဲခင်ဗျားတို့ပောက်ကြရတဲ့ရှောက်တွေးမနေနဲ့ကျွန်တော်ကယူတတပြောတာခင်ဗျားတို့ခင်ဗျားတို့စားရွေးမတွေးပဲနဲ့ဟူတွေးတွေးရင်တော့ကျွန်တော်လည်းမပြောတတ်ဘူး ကစုံရဲ့တစည်းကိုတထောင်ဒေါ်ကျူကျူလိုက်ရဇပင်မွေးတော့ပဲရှိတာနော်ဇပင်မွေးတော့ပဲရှိတာအဲ့တော့တမလို့စားရည်တော့850ဆိုတာကဘာမှလုံးလို့မရပါဘူးနော်ကော်ဖီတစ်ခွက်တောင်မှ900ပေးရတယ်နော်ကော်ဖီတစ်ခွက်တောင်900ပေးရတယ်အဲ့တော့ခင်ဗျဟိုရေခါဆုံးကမစားပဲနဲ့ကော်ဖီတောက်မယ်ဆိုရင်တော့မှတရက်စာကုန်သွားပြီနော်တရက်စာကုန်သွားပြီအဲ့ဆစ်လိမ့်မရဘူးနော်ဆစ်လိမ့်မရဘူးကွန်းကြိုက်တယ်လို့ကွန်းမရဘူး850မတော့ပါဘူးနော်ဒါတမလို့စားရည်တော့ကျွန်တော်ပြောပြပေးတာအဲ့တော့မုံရင်မုံချင်းချစ်ကျွန်တော်ကတော့ ဒါအမှန်တရားဘက်ကိုတော့ပြောရမှာပဲနော်တမတော်ကိုချစ်လို့နော်တမတော်ကိုထောက်ခံလို့တမတော်ကိုလေးစားလို့ကျွန်တော်တို့ကဒါတမတော်မှားနေလဲပြောတယ်မှန်နေရင်လည်းပြောပါတယ်နော်မှန်နေရင်ဂုံပြုမယ်မှားနေရင်ထောက်ပြမယ်ဒါကျွန်တော်တို့ရဲ့အလုပ်ပဲဖြစ်ပါတယ်နော်တမတော်ကိုဘောမစရာအကြောင်းလည်းမရှိပါဘူးနော်ကျွန်တော်ကဒါချစ်တာနော်တမတော်ကိုချစ်တာထောက်ခံတာ